ဟိရိဆိုတာရှက်တာဩတ္တပဆိုတာကြောက်တာလောကမှာအရှက်အကြောက်ရှက်တယ်ဆိုတာမဟုတ်တာလောကမှာရှက်တာကြောက်တယ်ဆိုတာမဟုတ်တာလုံလို့သူများတွေအပြစ်တင်ခံမှာကြောက်တာအဲ့တော့ရှက်တဲ့သဘောကကိုယ့်ကိုယ်ကို respect ကိုယ့်ကိုယ်ကိုကိုယ်တိတ်ခါကိုယ်လေးစားတာရှက်တယ်ဩတ္တပဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားဒါကြောင့်မို့ဟိရိနဲ့ဩတ္တပကအရှက်နဲ့အကြောက်ဒီနှစ်ခုတည်း အကုသိုလ်ကိုရှောင်ဖို့ရတဲ့အမတန်မှအကောင်းဆုံးလက်နဲ့အကောင်းဆုံးသဘာဝတရားနှစ်ခုဖြစ်တယ်။လောကမှာအဆက်အကျောက်ဆိုတဲ့ဟိရိဥဒ္ဒပမရှိတော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်သူတွေကနော် I don't care ဘူးမှကိုယ်ဆိုင်ဖို့ကွာဆိုဖြစ်လာ။ဟုတ်တယ်။အဲ့တော့ဟိရိဥဒ္ဒပဆိုရှိရကိုကိုကိုလေးစားတာကဟိရိကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတာကဥဒ္ဒပ။အဲ့ဒီဟိရိဥဒ္ဒပနှစ်မျိုးလုံး ခိမ့်ချုပ်ထားနိုင်မှလူရဲ့ morality ဆိုတာတည်ရှိနိုင်တယ်ခုနကကိုချင်းတရားတွေဟိရိဩတ္တပမရှိတော့ဘူးဆိုရင်လုံးဝလွန့်သွားမယ်ကိုချင်းတရားတွေကလုံးဝပြတ်သွားမယ်အဲ့ဒီဟိရိဩတ္တပကိုမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောတုံဆိုရင်လောကပါလာလူလောကကြီးကိုထိမ့်ချုပ်ထားတာဟောဒီဟိရိဩတ္တပနှစ်ခုကထိမ့်ချုပ်ထားတာတဲ့အကယ်၍ဟိရိဩတ္တပလူလောကမှာပျောက်ကွယ်သွားလို့ရှိရင်လူတွေဟာတရိစ္ဆာန်တွေနဲ့အလားတူသွားမယ်တဲ့ဘာမှမထူတော့ဘူး